အာဟုတ်ကဲ့မင်္ဂလာပါဗျာအကိုကြီးကျွန်တော်စိုးသူအောင်ပါ DVB သတင်းဌာနပါခင်ဗျာအော်ဟုတ်ကဲ့မင်္ဂလာပါခင်ဗျာဟုတ်ကဲ့လက်ရှိရမဲသိန်းမြို့ပေါ်နယ်လေးကြေးရွာဒီမှာအခြေအနေဘယ်လိုရှိနေပါလဲခင်ဗျာအော်ဟုတ်ကဲ့ကျွန်တော်ဒီနယ်လေးဆုပ်ပြေနောက်ပိုင်းမှာဗာမျိုးပေါ်ကြေးရွာရှုမှာဒီအဆောက်အဦလူပြလူပြမှုတွေနဲ့ဒါလူတွေဆုံးမှုတွေထိခိုက်မှုတွေဟိုခက်ခဲမှုတွေများတော့ကြုံရတယ်ပေါ့နော်အခုချိန်ဒီကျွန်တော်တို့ ဒီပြန်လဲထူထောင်ရေးကာလတို့မဆိုးသွားသေးတဲ့ကာလဖြစ်တဲ့အတွက်ကြောင့်အချိန်ကန်ဒီတောက်သုံးရည်နဲ့ဆောက်တော့ကုန်ရရှိရပဲဥသာပြီးပြီးတော့ကျွန်တော်တို့ကုန်ကြီးအဝယ်ပေးနေရတဲ့နေရာတွေရှိပါတယ်เนาะမြို့ပေါ်မှာဆိုရင်ကျွန်တော်တို့ဟိုပြုပြမှုရှိတဲ့အိမ်တွေမှာဆိုရင်ကျွန်တော်တို့သိဆုံးမှုတွေထိခိုက်မှုတွေရှိတဲ့အတွက်ကြောင့်ကုန်ကြီးဆောက်ပံ့ပေးရတာတွေရှိလို့ပဲဒီကြီးရွာတွေမှာဆိုရင်လည်းပဲတချို့ရွာတွေဆိုရင်အိမ်တွေ130လောက်ရှိတဲ့နေရာမှာ အဲ engineer မိဘလောက်ကျွန်တော်တို့ပြည့်စုံဆုံးတဲ့အတွက်ကြောင့်ကြေးရွာပုံကြောင်းတို့ကျွန်တော်တို့လွတ်တဲ့ကွက်လက်တို့မှာဘူးကခင်းပြီးတော့စုပြီးတော့နေထိုင်ရတဲ့အခြေအနေတော့မကျွန်တော်တို့ကြုံနေရပါတယ်ဗျာအဲအခုချိန်ကြီးကျွန်တော်တို့ဟိုမျိုးသူမျိုးသားတွေကိုယ်တိုင်ကိုယ်ကြီးပြေးမနေရတာရှိလို့ဒါဒီရီယာတွေရဲ့အကူအညီကြောင့်ကျွန်တော်တို့ကြားရွာနေပြောပါစွာရိတ်တာတင်နေတာရောက်ပြီးတော့ကိုယ်ကြီး မှုတွေလည်းယနေ့ထိပြုလုပ်နေရတယ်ဖြစ်ပါတယ်ခင်ဗျာဟုတ်ကဲ့ပါအခုရလာတဲ့အကူအညီတွေနဲ့မြို့ကန်ရွာကန်တွေရဲ့လိုအပ်ချက်ကရောဘလို့အခြေအနေရှိပါလဲခင်ဗျာအော်ဟုတ်ကဲ့ကျွန်တော်တို့ဟိုမြို့တိုင်းတာနေနေရဟိုပြည်သူဆုံးရှုံးမှုအနေနဲ့ရတော့နည်းတယ်ဆိုရင်ပဲဟိုတွေ့ဝဲတော်နေရချင်းပါဝင်နေရင်းနဲ့ဒီတောက်သုံးကြီးခြောက်ပါမှုပြန်လာဒီကလည်းပဲဒီပြည်သူနယ်လုံးတိုင်းတာနဲ့ကြုံတွေ့ရတာဖြစ်တဲ့အတွက်ကြောင့်ကျွန်တော်တို့ကအဓိကဆုံးရှုံးမှု ထိခိုက်မှုများပြားတဲ့နေရာတွေကိုပဲကျွန်တော်တို့နေရာဟိုဥတည်ပြီးတော့ပူနီပန်ဖို့ပြရဖြစ်တဲ့အတွက်ကြောင့်တချို့တွေကတော့ပြည့်စုံဆုံးမှုတော့နေတယ်ဒါပေမဲ့တော်ရည်သောနေရာဖြင့်အဲဘီဒလူလူနေနဲ့ဟိုတောက်ရီတောင်းရီစားပါမှုပြန်လာပြီးစောင့်မနေခိုင်မှုပြန်လာပြီးတော့သမျိုးနယ်လုံးတိုင်းတိုင်းကြုံရတာဖြစ်တဲ့အတွက်ကြောင့်ကျွန်တော်တို့နေနဲ့သမျိုးနယ်လုံးတွန်းဆောင်မှုကတော့အားနေပြရပါတော့ဟိုပြည့်စုံအိုးရင်ပြည့်စုံမှုများတဲ့နေရာကိုပဲကျွန်တော်တို့ဥတီဗီတူတန်းနေကြရတာဖြစ်တဲ့အတွက်ကြောင့် ။အိုးရင်ပြည်စီဆုံးရှုံးမှုနည်းပေမဲ့လည်းပဲဆုံးသားလိုမျိုးတော့ရုံးရပြင်းအောက်ရီ၃ရီစားပွားမှုနဲ့တော့စားဝတ်နေပြန်တာအချိန်ဆေးကုသမှုတော့ဒဝဲဆက်ပြီးတော့ကျွန်တော်တွန်းဆုံနိုင်ဖို့နည်းနည်းခက်ခဲသေးပါလိမ့်မယ်။ဟုတ်ကဲ့။သောတုံးကြီးကဘာကြောင့်ပြတ်သွားရတာလဲမသိဘူးကိုပြီးတော့ဘယ်နေရာတွေမှာအဓိကလိုအပ်ချက်တွေရှိနေပါလဲဗျ။အော်ဟုတ်ကဲ့ဟိုအဓိကပြရတဲ့အကြောင်းကြီးကတော့ကျွန်တော်ဒီတပတ်တာကတော့ဒီ DSC ပြင်နိုင်မှုခက်ခဲသွားတယ်ပေါ့နော်ကျွန်တော်တက်တိုင်းနေကြိုးလာသေး ဒီလျက်စစ်တော်တော်မှုမိစုပြတ်တော့တာရဲ့ကြောင့်ကျွန်တော်တို့တစ်ပတ်လောက်ဟိုအသက်ဆင်းပြီးပြတ်တော့တာနေလဲစရတယ်လို့ပြောလို့ရပါတယ်ဟုတ်ကျွန်တော်တို့ဒီမြို့နယ်မှာတော့မနေ့မနေ့ကလောက်ကစပြီးတော့ပြေးလို့ရတဲ့ရက်ွက်ကြီးရွာတွေတော့ဒီဒီစလွတ်နေပါပြီအဲအဲ့ဒီလိုမျိုးအဲလွတ်တာလည်းပဲကျွန်တော်တို့အတွက်အထောက်အကူအနည်းငယ်ရတယ်ဆိုရင်လည်းတချို့ကြီးရွာတွေမှာရှိတဲ့ရက်ွက်တွေမှာရှိတဲ့အဓိကဒီရင်းမြစ်ဖြစ်တဲ့အဝစီတွင်းနေတာကျွန်တော်တို့ ဒီလူရသည်ဖြစ်တဲ့အတွက်ကြောင့်ငကိုရလည်းပဲကျွန်တော်တို့ရေးထုတ်ယူနိုင်မှုအားနည်းတဲ့အပြင်အခုငလေးလုံးလိုက်တဲ့အခါမှာပို့ဆိုးသွားတာကကျွန်တော်တဲတွေဖုံးတာရေးအတွင်းမှာထည့်ထားတဲ့ဒီပိုက်တွေလိန်နာတို့စူးပေးတာတို့ကြောင့်ဒီကလုံးဝဘလုံးမထုတ်ယူလို့မရတော့ကျွန်တော်တို့ဗီဇာပဲရှိရှိဒီပြည်စင်ပြီးပဲရှိရှိကျွန်တော်တို့ဒီဝါရီတော်တော်များရောက်တော်တော်များမှာရှိတဲ့အဝေးစီတွင်းကလုံးဝကျွန်တော်ရေးရရှိမှုမရှိတော့ပါဘူး။အဲဒီတော့ကြောင့်ကျွန်တော်တို့ ီတောက်ရုံသုံးကြီးခြားပုံးပြန်လာပုံပို့ပြီးတော့စစ်ပေါ်လာတာပဲဖြစ်ပါတယ်ဟုတ်ရှမဲဒင်းမြို့နယ်မှာကေထိုအီးလုပ်ငန်းတွေရောပြီးသွားပြီလားခင်ဗျာပြီးတော့တိတ်ဆုံးစင်းကိုရောကြားရတာရှိပါလားခင်ဗျာအော်ဟုတ်ကဲ့ကျွန်တော်တို့ပြီးရတော့တော့ဒါကျွန်တော်တို့သနဆိုင်ရာအဲဒရင်းကြီးမြေရတော့ကျွန်တော်တို့90နဲ့80ဦးလို့ပြီးရပါတယ်ဗောနော်ဟိုလက်ရှိမြေပြင်နေသားမှာအကြောင်းကြောင်းကြောင်းသူတို့ဟိုအင်တာနက်လိုင်းပြတ်တောက်နေတဲ့ကာလနဲ့လေဟိုရုပ်ပြည့်ကြုံနေတဲ့ အရှင်ရဖြစ်သွားတဲ့အခါမှာဟိုရေပြင်အရင်းမြစ်တွေကိုမတိကျအဲကောက်ယူရတဲ့အချိန်ကာလလည်းနေသွားရတဲ့အတွက်ရေအတွက်ဆင်းရတော့အဲ့လောက်ပဲတက်တက်လို့ပြရပါတယ်။ဒါတခြားသောရေရွာဒေသခံတွေရဲ့ကြိုးကြကြရတော့ကျွန်တော်တို့200နီးပါးလောက်ပြီးဆုံးတယ်လို့တော့သိရပါတယ်ခင်ဗျာ။ဒီဆယ်ရေးအပိုင်းအနေနဲ့ကတော့ဟိုအကွာတော့ကျွန်တော်တို့ကအချိန်ကလိုဝက်ဆက်တွေကိုဖြည့်စည်းပေးနေတဲ့ကာလပဲဖြစ်ပါတယ်။ ီပြိုပြက်နေတဲ့အပအဝင်ကိုရှင်းနေတဲ့ဟိုလေသားတော့မစတော့90ရာခိုင်နှုန်းတော့မပြီးသေးပါဘူးကျွန်တော်တို့ပြိုပြက်နေတဲ့အပအဝင်ကိုအခုမှစတင်လို့ကျွန်တော်ဟိုဒီသာသာဆိုင်ရာတွေနဲ့ဒီရွာရွာပြည်သူလူထုတွေနဲ့ဝိုင်းဝန်းပြီးတော့အခုမှကျွန်တော်ရှင်းနေရတယ်ဟုတ်စားပြီးပြီးတော့လောက်ဆောင်နေရတဲ့ကာလာပဲဖြစ်ပါတယ်။ပြန်လဲထူထောင်ရင်းကာလာဆိုတော့ကျွန်တော်တို့နှမ်းကြအောင်ပါ။ဟုတ်လို့ဆိုတော့ကျွန်တော်တို့အချိန်ကစားပေါက်ကုန်နဲ့ဒီတောက်ရီတောင်းရီပြတ်တမ်းမှုဆိုတာကကျွန်တော်တို့ကူညီပေးဖို့ဟို ဆက်ဆောက်ပြီးဖို့လွယ်ပါတယ်။ဒါပေမဲ့ဒီတူတယောက်ရဲ့အိုးအိမ်လေးဒီမိသားစုပြည့်စုံဆုံးသွားတဲ့မိသားစုရဲ့အိုးအိမ်လေးကိုပြန်လည်တည်ဆောက်ပေးဖို့ဆိုတာကျွန်တော်အနေနဲ့ပြည်တွင်းပြည်ပအလူရှင်များရဲ့နော်ဟိုအလူငွေအားများမှအကူအညီမှုအားများမှဒါနဲ့ကျွန်တော်ပြန်လည်ထူထောင်နိုင်မှာဖြစ်ပါတယ်။ကိုတူကိုတာအနေနဲ့တော့ကျွန်တော်တို့ထူထောင်မှုဆိုတာတော့တော်တော်နိုင်ကြအောင်ဖြစ်ပါတယ်။ဟုတ်ကဲ့။ဟုတ်ကဲ့။ရမဲတဲ့မှာအထူးခိုင်ဆုံးဆိုရင်ဘယ်နေရာတွေဖြစ်မလဲခင်ဗျာ။ ။ဟောဟုတ်ကဲ့။လေးဘာကိုစိုးစိုးဝါးထိခိုက်တာတော့ကျွန်တော်မျိုးပေါ်ဒီအစာဦးပြုပြမှုတွေလည်းများတယ်ပေါ့နော်။ဒါအမိကအစာဦးတွေဟိုရှေးသမိုင်းဝင်ဒီပြားတွေနော်ပလီတွေခရစ်ယာန်ရချင်းကိုကြောင်းနေတော့မျိုးမှာအာလုံးဒီပါလောက်စိုးစိုးသွားရတော့တို့ရပါတယ်။ကျွန်တော်တို့အစဉ်အဆက်သမိုင်းဝင်ခဲ့တဲ့နေရာတော်များကျွန်တော်ပြည့်စုံဆုံးဆုံးသွားပါတယ်ပေါ့နော်ကျွန်တော်အကောင်းရလို့မကြံတော့ပါဘူးပြီးတော့ကြီးရွာတွေမှာဆိုရင်ကျွန်တော်ပြောက်လောက်ကတော့ဟိုဘက် ဲဒီမဲ့ပြည့်နောက်ဖက်မှာရှိတဲ့ဒီကုံရွာပြင်းစုပဲတဲ့ရွာကျွန်တော်ရတန်းဒေသရတန်းဒေသအဲအဲ့လိုဒေသတွေမှာတော့ဒီအသက်ဆုံးရှုံးမှုတွေဟိုရင်ဆုံးရှုံးမှုတွေနဲ့ဒီထိခိုက်ဒဏ်ရာရမှုတွေအများဆုံးဒေသတွေဖြစ်တယ်လို့ကျွန်တော်ကြားပြရပါတယ်လက်ရှိဒေသခံတွေဘယ်လိုနေထိုင်ကြရပါလဲကိုပြီးတော့ကုန်စည်နှုန်းတွေကရောဘယ်လိုအခြေအနေရှိပါလဲခင်ဗျာဟုတ်ကဲ့ပါခင်ဗျာဟိုဒေသခံတွေနေနေရတော့ဟိုအခုလောဆယ်တော့ကျွန်တော်တို့ပုံမှန် ွာလာလဲပဲနိုင်တဲ့ဟိုလက်ကွက်ဒီကြွားတွေကတော့များပါတယ်ခင်ဗျာဒါပေမဲ့သွန်သားပြောတဲ့အထူးကိများတဲ့ဒီစားတွေမှာတော့အခုချိန်ဒီကျွန်တော်တို့ဒီအချိန်ကဆမောက်ကုန်းသီဝါနော်ဟိုဂျီနဲ့ကျွန်တော်တို့ဒီနောက်ပိုင်းသူတို့ပြန်လည်ပြီးတော့နေနိုင်ဖို့အတွက်ကိုကျွန်တော်နေရာအဆောက်အဦတွေပြန်လည်ပြီးတော့လိုအပ်ပါတယ်ခင်ဗျ အင်းငလင်းဒုက္ခလိုက်ပြီးတဲ့နောက်ပိုင်းမှာဒီကျွန်တော်ရပိတ်မြို့မှာဒီပြည့်စည်သွားတဲ့အတွက်ကြောင့်အဲဟိုဓာတ်ကြီးပြေးလိုက်ရတော့ဘောနော်၅ရက်လောက်ပြေးလိုက်တဲ့အဲ့ကာလအတွင်းမှာတော့ပထမရက်ဒီမှာတော့ငလေးဒီရောင်းသူနေပါတဲ့အတွက်ကြောင့်ကျွန်တော်မှဈေးဝယ်ရခက်ခဲတာမျိုးကြီးအဲဒီပြည်သူတွေရနေပြီးတော့စိုးရိမ်နေတဲ့လူရဝယ်တာကြောင့်ဟိုတချို့သောပစ္စည်းပြတ်တောက်မှုတွေရှိပေမဲ့အခုတော့ကျွန်တော်တို့ပုံမှန်ဆိုင်တွေပြန်ဖွင့်ပြီးဖြစ်တဲ့အတွက်ကြောင့်ဒီအချိန်ကစားတော့ကုန် မျိုးဝေရတဲ့အခါမှာကတ်ဆဲလို့ကျွန်တော်ရှိတော့ပါခင်ဗျာဟုတ်ကဲ့ပါကိုဖြည့်ဆွတ်ပြောပြလိုတာများရှိမလားခင်ဗျာအော်ဟုတ်ဟိုဖြည့်ဆွတ်ပြောကြကြရတော့အထူးတူးမရှိပေမဲ့ကျွန်တော်တို့ဒီမှာဟိုတတ်နိုင်တဲ့အားနဲ့တော့ဒီသမဆရာတွေနဲ့အဲဒီရဲရွာနဲ့ပူးပေါင်းပြီးတော့ဒီပြည့်စည်ဆုံးရှုံးမှုတွေကိုရှင်းလင်းနေရာရောရှိပါတယ်ဒါပေမဲ့အဲ့လိုရှင်းလင်းတဲ့အခါမှာဟိုကျွန်တော်တို့ မျိုးအတိုင်းသားအင်အားလေးတခုရယ်နဲ့ချင်းလင်းနေရတာဖြစ်တဲ့အတွက်ကြောင့်တချို့နေရာတွေမှာကျွန်တော်တို့ဒီအဖအူဂျူပြတ်တွေကိုရှင်းနေတဲ့အင်အားစုတွေတော့အင်အားစုတွေကျွန်တော်တို့မှာအခက်အခဲတွေလိုအပ်နေတယ်ဖြစ်ပါတယ်။ဘာလို့လဲဆိုတော့ကျွန်တော်ရှီအောင်သမိုင်းဝင်နေရာတော်များတဲ့တက်စီဆုံးမတော့ဆိုဒီတိုက်တာစာအူတွေကလည်းကျေးဇူးတော်များရဲ့ညညပါအဲ့ဒီတော့ကြောင့်ကျွန်တော်ရှင်းရှင်းလေးကုညီဆောင်ရပြင်မဲ့အဲအပင်ဖွဲ့ပြီးဒီလည်းကုညီဆောင်ရ ပြီးနိုင်ပါရင်ဒီကြားမျိုးကျွတ်ဆော့ကူညီတောင်းခံလိုပါတယ်အခုလိုဖြေကြပြီးတာ DPV ကကျေးဇူးတင်ပါတယ်ခင်ဗျာပေးခင်ကြားမှာကြပါသည်ခင်ဗျာဟုတ်ကဲ့ကျေးဇူးတင်ပါတယ်ခင်ဗျာ